်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်လိုက်မန္တလေးရောက်နေချိန်မျိုးထဲမှာဆန္နာပြသွားလို့စစ်တပ် RPG ထမ်းပြီးကင်းလဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးမြို့မှာဒီဇင်ဘာ3ရက်မနက်ပိုင်းမှာစစ်တပ်ရွေးကောက်ပွဲစတင်ကြောင်းဆန္နာပြသွားသလိုဒီနေ့အာနာသိန်းစစ်ကောင်းဆောင်ပါရောက်လာတာကြောင့်စစ်တပ်ကမြို့တွင်းကို RPG ထမ်းကခြေလင်းကင်းလဲခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်စစ်တပ်ကဒီဇင်ဘာ2ရက်မှစ၍မန္တလေးမြို့မှာ ။လုံခြုံရေးအပြည့်ချထားတဲ့ကြားကဒီဇင်ဘာ3ရက်နေ့မနက်အစောပိုင်းမန္တလေးမြို့ရဲ့အစီကားဆုံးနေရာမန္တလေးစည်းကြုံမှာစစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြမှုဖြစ်ခဲ့တာပါ။သုံးရက်နေ့မနက်ပိုင်းက DSA ကြောင်းစင်ပွဲကိုရှင်းတန်းတက်သွားပြီးမှဆန္ဒပြပွဲဖြစ်တာအဲ့ဒါပြီးတော့ထူးထူးတိတ်တိတ်နဲ့အယဝစ် uniform ပွတ်တွေအကုန်သုံးပြီးမြို့တစ်ပတ်လုံးပတ်ရှာကြသေးတယ်တရင်တွေကလိုင်းပေါ်ပြန့်ပြီးထိမရဖြစ်ကုန်တာလို့မြို့ကန်တအူးကပြောပါတယ်လုံချိုရေးမြင့်ထားတဲ့ကြားမှာစေအုစုကဆက်ဆက်တိမခန့်တဲ့ရွှေခောက်ပွဲစန့်ကျင်ကြောင်းဆန္ဒပြသွားတာကြောင့် စစ်သားတွေကဒေါသပုံထားပြီးရိုင်းဆိုင်စွာဆဲဆိုကျိမ်းမောင်းနေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။အဲဒီနောက်အာနာသိန်းကောင်းဆောင်လာမဲ့38လမ်းဒေါ်အောင်ဆန်းစုကြည်လမ်းနဲ့88လမ်းထောင်းစေကောင်းဆောင်မိသားစုပိုင်ခမ်းမကိုထတ်တိုးအင်အား100ကျော်လုံးချုံရေးချခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ3ရက်နေ့ညပိုင်းမှာအဲဒီခမ်းမပတ်ပတ်လေးကိုစေအုပ်စုကအင်အား30ပါအဖွဲ့တွေခွဲက RPG နဲ့လက်နက်ကြီးတွေထမ်းပြီးခြေလင်းကင်းလေတာတွေဖြုတ်လုပ်ခဲ့တယ်လို့ရုပ်ကန်တွေကပြောပါတယ်။ ဒီဇင်ဘာလ9ရက်နေ့မှာစစ်တပ်နှီးပညာတက်ကတော့ DSTA ចောင်းစင်းပွဲရှိတယ်လို့ဒီဇင်ဘာ၄ရက်နေ့မှာအာနာသိန်းကောင်းဆောင်ဟာဗန်ခွဲဖွင့်ပွဲတစ်ခုသွားဖို့ရှိတယ်လို့သတင်းရရှိထားပါတယ်။စစ်တပ်ကလုံခြုံရေးအများအပြားချထားတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးအထူးခရုပြုကြဖို့စေအုပ်စုကအစရင်အတင်းအကျပ်စစ်တာတွေလည်းရှိနေနိုင်လို့မန္တလေးဒေသတွင်စစ်ရေးလုံခြုံရေးသတင်းတွေကိုဖော်ပြသတိပေးလေရှိတဲ့ Voice of Mandalay VOMTY ကလည်းသတိပေးထားပါတယ်။ ဆက်လက်ပြီးရိခပြက်ရမှာ666ပွိုင်ကုန်းကအတင်းတိုးထွက်လာတော့အကြံဖက်စစ်တပ်စစ်ကြောင်း AAC မှာချိန်မုံခံရတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စာနယ်ရိခပြက်လက်မှုကြောင့်ပွိုင်666စက္ကန့်မှာထွက်ခွာလာတဲ့စေုပ်စုစစ်ကြောင်းတစ်ခုကိုအာရကတပ်တော် AA ကချိန်မုံတိုက်ခိုက်ခဲ့ရတွင်စစ်တပ်ကတေဆုံမှုတချို့ရှိပြီးလက်နက်ခဲယမ်းများနှင့်တုံပန်းတချို့ကိုလည်းဖမ်းဆီးရမိခဲ့သည်ဟုသတင်းရရှိပါတယ်။စည်ရည်တရင်ရင့်မြတ်တအူကမင်းညာက၄နိုင်ချောခန်းက0.666ကုန်းကထွက်လာတာပါ အင်းအား၁၀၀ကျော်ပါတယ်စက္ကန့်နဲ့တမိုင်လောက်အရောက်မှာတိုက်ခိုက်ခံခဲ့ရတာပါဟုပြောပါတယ်ထို့သောတိုက်ခိုက်ခံရသဖြင့်အကြံဖက်စစ်တပ်ကအထီးအခိုက်အကျဆုံးများပြီးထွက်ပြေးသွားခဲ့ကြသည်ဟု၎င်းကပြောဆိုပါတယ်တချို့လည်းပွိုင်ကုန်းဘက်ထွက်ပြေးသလိုတချို့မှလည်းဒေါ်တဲမှထွက်ပြေးပုန်းရှောင်နေကြတယ်အလောင်းတချို့သုံးပန်းတချို့နဲ့လက်နက်ခဲယမ်းတွေကိုတပ်တော်ကသိမ်းဆည်းရမိခဲ့တယ်ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံချေမှုန်းပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာတွေရှိပါတယ်ဟု၎င်းကပြောပါတယ် အရကတက်တော်မှပကိုးတိုင်းပတောင်မြို့နယ်ပကံကွဲကြီးပါတောင်ပန်း6ကီလိုမီတာအကွာဝေး၌ရှိသော point 666စက္ကန့်ကုန်းကို2025ခုနှစ်အောက်တိုဘာ14ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးနောက်စက္ကန့်ကုန်းတစ်ခုလုံးကိုရှင်းလင်းနိုင်ခဲ့ပါတယ်။၎င်းနောက်လေရင်အနည်းရရှိသဖြင့်စက္ကန့်မှနောက်ဆုတ်ထားစဉ်ရှက်နှင်းငယ်ကြတွင်အကြမ်းဖက်စစ်တပ်အင်အား300ခန့်ဖြင့်အဆိုပါစက္ကန့်ကိုပြန်လည်ဝင်ရောက်တက်ဆွဲလာသည်ဟုသိရပါတယ်။၎င်းနောက်အရကတက်တော်မှ point 666စက္ကန့်ကုန်းကို ဝိုင်းဝန်းပိတ်ဆို့ပြီးထောက်ပို့လမ်းကြောင်းများကိုဖြတ်တောက်ထားရာအဆိုပါစခန်းကုန်းရှိအင်အား300ခန့်မှာစားနပ်ရိက္ခာများပြတ်တောက်လာခဲ့သည်ဟု၎င်းကပြောဆိုပါတယ်။သူတို့ပိတ်ဆို့ခံထားရတာတလကျော်ကြာလာတော့စားနပ်ရိက္ခာတွေပြက်လက်လာတယ်။အောက်ကနေတက်လာတဲ့ထောက်ပို့စစ်ကြောင်းတွေကိုလည်းအေအေကဖြတ်တောက်တိုက်ခိုက်တော့ရိက္ခာတွေကမရောက်နိုင်တော့ဘူး။အခုလိုအချိန်မှာအေအေကစနိုက်ပါနဲ့ရောလက်နက်ကြီးနဲ့ပါပြစ်တာရှိတော့အဲ့ဒီမှာလည်းထိခိုက်ကြဆုံးမှုတွေရှိနေတယ်။ဒီတော့မနေ့ညကအင်အား100လောက်ပါတဲ့ စစ်ကြောင်းတကြောင်းကပါစ16ဘက်ကိုထိုးပေါက်ထွက်လာတယ်။အေအေကအသင်းဆောင်ပြီးတိုက်ခိုက်တာတေဆုံးသူများပြပြီးလက်နက်ခဲရနဲ့စစ်တုံးမတ်တို့ဖမ်းဆီးရမိခဲ့တယ်ဟုပြောပါရယ်။အကြမ်းဖက်စစ်တပ်သည်စင်လန်လီလာတောင်ချီညောင်ချီတော့ point 666စက္ကန့်အနီးဝန်းကျင်ကိုလေကြောင်းလက်နက်ကြီးဒရုန်းများဖြင့် အလုံးအကျုံသုံးပြီးထိုးစစ်ဆင်နေတော့လေအကြဆုံးများပြီးစင်လန်လီလာတောင်နှင့် point 666ကုံအလုံးမှာ AA နှင့်မဟာမိတ်တပ်ဖွဲ့များ၏ point ဝန်ပိတ်ဆို့မှုကိုခန္ဒီယာဆဲဟုတခြား AA နှင့်နှိစက်သည့်ဒေသခံစစ်ရေးတရင်ရင့်မြစ်တကူကပြောဆိုပါရယ်ပိတ်မိထားတဲ့စခန်းတွေကိုစားနေရိတ်ခါလာဖို့လေချက်တိုက်ခံရတယ်အခုကစင်လန်စခန်းကိုလေထောက်ဖို့စစ်ကြောင်းမရောက်နိုင်ဖြစ်နေတယ်ဖြစ်နေတိုက်ခိုက်ခံရတော့အထိနာပြီးရှေ့ကိုမတိုးနိုင်ဖြစ်နေတယ်နောက်ထပ် ရောင်ခြေတောက်ဘက်ကတက်လာတဲ့စစ်ကြောင်းနဲ့တိုက်ပွဲကဆက်ဖြစ်နေတယ်ဟုပြောပါရယ်။စင်လန်နဲ့လီလာတောင်ကိုထောက်ပို့လမ်းကြောင်းများဖြတ်တောက်ခံထားရသဖြင့်ရိတ်ခါပြက်လက်လာရမှရမန်နီတိလဲပိုင်းကရိတ်ခါပို့ဆောင်ရန်ရောင်ခြေတောက်မှအင်အား200ခန့်ဖြင့်စစ်ကြောင်းတစ်ကြောင်ထပ်တက်လာရာအေအေနှစ်ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်ဟု၎င်းကပြောဆိုပါရယ်။ဆက်လက်ပြီးမြဝတီမျိုးပေါ်မှ BGF အချင်းချင်းဖြစ်ခတ်မှုဖြစ်ပွားပြီးနောက်ထွက်ပြေးသည့်ကြာဖြတ်တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှတအူးသေးဆုံးနှင့်ဆွဲတဲ့တင်ကိုထင်းဆက်ပြီးတော့မှဖြစ်ပါရယ်။ ကရင်ပြည်နယ်မြောက်ပိုင်းမြို့အမှတ်လေးရပ်ကွက်တွင် BGF အကြင်ရှင်ပြစ်ခတ်မှုဖြစ်ပြီးထွက်ပြေးသည့်တရုတ်နိုင်ငံသားနှစ်ဦးကို BGF တပ်ဖွဲ့ဝင်များကဖမ်းဆီးပြီးရိုင်းနှက်စစ်ဆေးရာတအုပ်တည်ဆုံသွားကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်ဒီဇင်ဘာလ၂ရက်နေ့နနက်၁၇နာရီခန့်အချိန်မြောက်ပိုင်းမြို့အမှတ်လေးရပ်ကွက်တွင်အကြံဖက်စစ်တပ်လက်အောက်ခံ PGF တပ်ဖွဲ့ဝင်များကကြားဖြတ်လုပ်ကင်ရန်အင်္ဂါချထားသည့်အခြား PGF တပ်ဦး၏နေအိမ်ကိုလိုင်းကျေးလာရောက်ကောက်ယူခဲ့ကြောင်းထို့သောကောက်ယူမှုကြောင့် PGF အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ထိုသို့ပြစ်ခတ်မှုအတွင်ကြာဖြတ်လောက်ကိုင်းနေသည့်တရုတ်နိုင်ငံသား၂ဦးကနေအိမ်မှထွက်ပြေးသွားကြောင်းယင်းတရုတ်နိုင်ငံသား၂ဦးကိုမွေလာကောက်သည့် BGF တပ်ဖွဲ့ဝင်များကလိုက်လံပြစ်ခတ်ဖမ်းဆီးခဲ့ကြောင်းထိုသို့ပြစ်ခတ်မှုကြောင့်ရက်ွက်နေပြည်သူများလည်းကြောက်လန့်မှုဖြစ်ခဲ့ပြီးယင်းတရုတ်နိုင်ငံသား၂ဦးကိုလည်းရက်ွက်နေပြည်သူများကပင်ဖမ်းဆီးပြီး PDF တပ်ဖွဲ့ဝင်များလက်သို့အနံပေးခဲ့ကြောင်းသိရပါသည် ဖန်စီရရှိသည့်တရုတ်နိုင်ငံသားနှစ်ဦးကိုအောင်စပူလင်ဟိုတယ်ဝင်းအတွင်ရှိ BGF စီကံထိမ့်သိမ်းရေးရှုံ၌ရိုင်းနှက်စစ်ဆေးခဲ့ရမှတရုတ်နိုင်ငံသားတဦးမှဖန်စီနှိပ်စက်ခံရသည့်ဒဏ်ရာများဖြင့်တည်ဆုံသွားကြောင်းသိရပါသည်ကြာဖြတ်အငားချပြီးကြာဖြတ်လုပ်နေတဲ့ BGF အိမ်ကိုလိုင်းကြီးလာောက်တဲ့ BGF နဲ့ညှိကြတာအိမ်ထဲနဲ့အိမ်ပြင်ဖြစ်ကြတာတရုတ်တွေကပါဝင်ပြတော့ရှုပ်ကုန်ရောပြီးတော့အဲ့ဒီအိမ်ကတရုတ်နှစ်ယောက်ထွက်ပြေးတယ်ရွက်ကွက်ကဝိုင်းဖမ်းပြီး BGF ကို ပြီးတော့အောင်စပူလင်းဟိုတယ်ဝင်တွေကတရုတ်တွေထားတဲ့စစ်ကြောရေယုံတဲ့မှာ ထူးစစ်တာကနေလက်လွန်ပြီးတည်တာဒေတာတယောက်တည်းပဲ PDF စီကံထိမ့်သိရေးရုံမှာထူထောင်စစ်ရင်တည်တာပါဟုဒေတာသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်ဆက်လက်ပြီးမိုးကုန်းမြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကပြန်လည်သိမ်းပိုက်ထားသောမိုးကုတ်မြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းမိုးကုတ်ဒေသခံပြည်သူများနှင့်တော်လှန်ရေးတရင်ရင့်မြစ်ကသတင်းဌာနကိုပြောကြားပါသည် ရမနီဒီဇင်ဘာလ3ရက်နေ့ည8:30မိနစ်အချိန်ဘိုကုံမြို့ပေါ်တွင်အထိုင်ချတက်ဆွဲထားသောစစ်တပ်ကိုဒေါ်လန်ရေးတက်များကခြုံဖြစ်ဖုံးများကျေချခဲ့ကြောင်းမိုးကုံမြို့စေယုံဝင်းနှင့်ကြောင်းကြီးဝင်းတို့ခြုံဖြစ်ဖုံးသုံးလုံးကျေချခဲ့ကြောင်းစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်မျိုးပြန်ပတ်သို့ဖိခတ်ခဲ့ကြောင်းသိရပါသည်။ယနေ့နက်00:05မိနစ်အချိန်စစ်တပ်ကလေရင်ဖြင့်မိုးကုံမြို့ပြင်အနောက်ဘက်ပိုင်းနေရာများကိုဖုံးများကျေချသွားကြောင်း အဆိုပါပုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းမိုးကုတ်အခြေစိုက်ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်။ယနေ့နံနက်ပိုင်းတွင်မိုးကုတ်မြို့အနောက်ပိုင်းကျောက်ပုံကျက်နဖဘက်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးပင့်ကူတောင်မှစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါရယ်။အခုအဓိကတိုက်ပွဲဖြစ်တာကမိုးကုတ်အနောက်ပိုင်းမြို့ပြင်ဘက်ပင်အနောက်ပိုင်းကိုစစ်တပ်ကဒီနေ့မနက်အစောကြီးလေရင်နဲ့ပုံလာကြတာတော်ရဲကျသွားတယ်လို့သိရတယ်။အခုတက်တီတော့လက်နက်ကြီးတပ်တွေကြားနေရတော့မယ်။ တက်ကလည်းပပလည်းအဝိုင်းခံထားရသလိုဖြစ်တော့လက်နက်ကြီးနဲ့ရန်ထူနေတာဟုဘုတ်ကုတ်ဒေတာတော်လရေးတရရင်မြစ်ကပြောဆိုပါရယ်အချံဖက်စစ်ကောင်စီတပ်များမှနိုဝင်ဘာလ29ရက်နေ့ဘုတ်ကုတ်မြို့အတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာလ30ရက်နေ့မှစတင်၍ဘုတ်ကုတ်မြို့ပြင်ရှိတော်လရေးတပ်များနှင့်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါရယ်ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်